မင်္ဂလာပါရှင်ဒီနေ့အော်တိုဗလာ29ရက်နေ့နေ့လယ်ခင်းတိနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုစစ်စစ်တင်ဆက်ပေးသွားမှာဖြစ်ပါရှင်အရင်ဆုံးအနေနဲ့နိုင်ငံတကာသတင်းတွေကိုနားဆင်ရမှာပါတောင်ကိုရီးယားနိုင်ငံစီအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ချိန်မချခင်မှာမြောက်ကိုရီးယားကခရစ်စတုန်ဂျီရီစမ်းသပ်ပစ်ခတ်ခဲ့ကြောင်းကြေညာခဲ့ပါတယ်မြောက်ကိုရီးယားအစိုးရပိုင်း KCNA သတင်းဌာနရဲ့အော်တိုဗလာ29ရက်နေ့သတင်းမှာတော့စစ်တပ်ဟာမြောက်ကိုရီးယားရဲ့ရန်သူနိုင်ငံတွေကိုသတင်းစကားတစ်ခုပေးပို့ဖို့ရည်ရွယ်ပြီး ခရစ်ဒုံးကြီးတွေကိုနိုင်ငံအနောက်ဘက်ကမ်းလွန်ရေပြင်မှာပြစ်ခတ်ခဲ့တာလို့ဖော်ပြခဲ့ပါတယ်။ KCN ရဲ့အဆိုအရအော်တိုဗာ28ရက်နေ့မှာပင်လယ်ပြင်ကနေကုန်းမြေပြစ်မှတ်တွေစီဓာတ်ရိုက်ပြစ်ခတ်နိုင်တဲ့ခရစ်ဒုံးကြီးတွေကိုစမ်းသပ်ခဲ့တာလို့သိရတာပါ။အဲ့ဒီဒုံးကြီးတွေကိုဒေါင်လိုက်အနေထားမျိုးနဲ့ချိန်ရွယ်ပြစ်ခတ်ခဲ့ပြီးလေထဲမှာနှစ်နာရီကြာပြန်တန်းနေခဲ့တယ်လို့ KCN ကဆိုပါတယ်။ပင်လယ်ဝရေပြင်မှာလုဆောင်ခဲ့တဲ့လက်နက်စမ်းသပ်မှုကိုမြောက်ကိုရီးယားစစ်တပ်ရဲ့ထိတ်တန့်အရာရှိသူဖြစ်တဲ့ပတ်ချောင်ချွန်ကအကြီးမှုခဲ့ပြီး မြောက်ကိုရီးယားနျူကလ িয়ার တပ်တွေအတွက်အရေးပါတဲ့ဂါကိုရီးအစီအမံအဖြစ်မှုတစ်ခုအဖြစ်မှတ်တမ်းဝင်နိုင်ခဲ့တယ်လို့ KCNA ကဖော်ပြခဲ့ပါတယ်။လက်ချောင်ချွန်းကတိုက်စစ်ဟာအကောင်းဆုံးခံစစ်ဖြစ်တယ်ဆိုတဲ့သဘောတရားကိုအခြေပြုပြီးရန်သူနိုင်ငံတွေကိုဟန်တားဖို့ရည်ရွယ်ချက်နဲ့ခရစ်တုံးကြီးစမ်းသပ်မှုတွေလှုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနိုင်ငံရဲ့နျူကလ িয়ার တိုက်ခိုက်ရေးစွမ်းရည်ကိုဆင်ဆက်မပြတ်ညှင့်တင်နေဖို့သူတို့မှတောင်းဝန်ရှိကြောင်းပြောကြားခဲ့ပါတယ်။ထရမ့်ဟာအာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC ညီလာခံတက်ရောက်ဖို့အတွက် အော်တိုဘား29ရက်နေ့မှာတောင်ကိုရီးယားနိုင်ငံဘူဆန်မြို့စီရောက်ရှိလာမှာပါသူဟာ9ရက်ကြာအာရှခီးစဉ်အဖြစ်မလေးရှားနဲ့ဂျပန်တို့ကိုတွားရောက်ခဲ့ပြီးအတိကနေတဆင့်တောင်ကိုရီးယားမှာအစည်းအဝေးတက်ဖို့အစီအစဉ်ထားတာဖြစ်ပါတယ်တောင်ကိုရီးယားမှာရှိနေစဉ်အတော်ဒရင်ထရမ်ဟာတရုတ်သမ္မတရှီကျင်းဖင်နဲ့လည်းတွေ့ဆုံပြီးနှစ်နိုင်ငံကုန်သွယ်ရေးကိစ္စတွေဆွေးနွေးဖို့အစီအစဉ်ထားပါတယ်ထရမ်ကသူ့ရဲ့ဒုတိယသမ္မတသက်တမ်းအတွင်းပထမဆုံးကိုရီးယားကျွမ်းဆွယ်ခီးစဉ်မှာ အခွင့်အရေးသာရခဲ့မယ်ဆိုရင်မြောက်ကိုရီးယားအဓိပတိကင်ဂျွန်အွန်းနဲ့တွေ့ဆုံခွင့်ရဖို့လဲညွှန်းလင့်ကြောင်းဆိုပါတယ်။သူ့ရဲ့ပထမတက်တန်းတုန်းကလည်းထရမ့်ဟာကင်နဲ့တွေ့ဆုံဆွေးနွေးမှုတွေရှိခဲ့ပူးပါတယ်။မြောက်ကိုရီးယားအစိုးရဘက်ကတော့အမေရိကန်ကသာလက်တွေ့မကျတဲ့တောင်းဆိုမှုဖြစ်တဲ့မြောက်ကိုရီးယားနျူကလ িয়ার လက်နက်တွေအပြီးတိုင်ဆွလွန်ရေးကိစ္စကိုမေးလိုက်မယ်ဆိုရင်နှစ်ဖက်ဆွေးနွေးမှုတွေပြန်ဆဖို့လမ်းခွင့်ပေးထားမှာဖြစ်ကြောင်းပြောကြားထားပါတယ်ရှင်။ဂျမေကာနိုင်ငံသမိုင်းမှာ ကြုံမှုသမျှအပြင်းထန်ဆုံးမုန်တိုင်းအဖြစ်ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက် ဟာရီကိန်းမဲလစ်ဆာဟာကျူဘာနိုင်ငံစီဆက်လက်ဦးတည်ရွေ့လျားနေပါတယ်။ကာရီဘီယံပင်လယ်ထဲကလူဦးရေ၂သရမ၈သန်းလောက်နေထိုင်ရာကျွန်းနိုင်ငံလေးဂျမေကာဟာအော်တိုဘာ၂၈ရက်နေ့ညပိုင်းတော့ကနိုင်ငံသမိုင်းမှာမကြုံသဘူးပြင်းထန်လာတဲ့မုန်တိုင်းတံကိုနှစ်ဖူးတွေဒူးတွေရင်ဆိုင်ခဲ့ရပါတယ်။အခုနှစ်တွင်ကမ္ဘာပေါ်မှာဖြစ်ပေါ်မှုသမျှအမုန်တိုင်းအားလုံးထဲမှာလေတိုက်နှုန်းအပြင်းထန်ဆုံးအဖြစ်မှတ်တမ်းဝင်ခဲ့တဲ့ဟာရီကိန်းမဲလစ်ဆာဟာမွန်တီဂိုပင်လယ်ခွေ့ရဲ့တောင်ဘက်ညူဟုတ်မြို့နာကနေဖြတ်တန်းပြီးကုန်းတွင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ မုံတိုင်းရဲ့အားအပြင်းဆုံးအချိန်မှာ၄တိုက်နှုန်းကတနအီကို183မိုင်ရှိခဲ့တယ်လို့မိုးလေဝသပညာရှင်တွေကခန့်မှန်းပါတယ်။မုံတိုင်းတန်ကြောင့်မြို့တော်ကင်းစတန်အပါအဝင်ဂျမေကာနိုင်ငံတနက်တလျားမှာလေပြင်းတက်ခတ်မှုတွေမိုးတဲတဲထန်ရွာသွန်းပြီးနောက်ဆက်တွဲရေကြီးမှုမြေပြိုမှုတွေဆက်လက်ကြုံတွေ့ကြရပါတယ်။အခုတော့မဲလဆာဟာဂျမေကာကျွန်းကိုကျော်ဖြတ်ပြီးအရှိတ်စီခက်ဖြည်းဖြည်းဆက်လက်ရွေလျားရင်းဂျူဘာနိုင်ငံအရှိတ်ဇွန်ကဒေသစီဆက်လက်ရွေလျားနေပါတယ်။မုံတိုင်းရဲ့လမ်းကြောင်းဟာ ကျူဘာရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ဆန်ဒီယေဂိုဒီကျူဘာတဝိုက်စီကိုဥတည်နေတာပါ။ဂျမေကာမိုးလေဝသဌာနကတော့မုန်တိုင်းရဲ့အရှိန်ကြောင့်နောက်ထပ်ရက်ပိုင်းလောက်ကြာတဲ့အထိပြင်းထန်ကြမ်းတမ်းတဲ့ရာသီဥတုအခြေအနေကိုဆက်ပြီးကြုံတွေ့ရနိုင်တယ်လို့သတိပေးထားတာပါ။ဂျမေကာမှာမုန်တိုင်းထံကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့ပေမဲ့အသေးစိတ်အချက်အလက်တွေကိုတော့မသိရသေးပါဘူး။ကနအူးသတင်းအရမုန်တိုင်းကြောင့်ဂျမေကာမှာလူ၃ယောက်ထပ်မံတိဆုံးခဲ့ပြီးဒါဇင်နဲ့ချီတရားရရှိထားတယ်လို့သိရတာပါ။မဲလေဆာဟာအဲ့ဒီမတိုင်ခင်တုန်းက ဟေတီနဲ့ဒိုမီနီကန်နိုင်ငံတွေမှာလူပေါင်း6ယောက်ကိုအသက်ဆုံးရှုံးစေခဲ့ပါတယ်။တိုင်းထောင်မှုတွေအရကရီဘီယံပြည်လည်မှာ2005လုံးကတိုက်ခိုက်ခဲ့တဲ့ဝီလ်မာနဲ့1988လုံးကတိုက်ခိုက်ခဲ့တဲ့ဂီလ်ဘတ်တို့နောက်ပိုင်းမှာမဲလစ်ဆာဟာအပြင်းထန်ဆုံးဟာရီကိန်းမုန်တိုင်းအနေနဲ့အမှတ်တမ်းဝင်လာကြောင်းသိရပါတယ်။မဲလစ်ဆာမတိုင်ခင်တုန်းကဟာရီကိန်းဂီဘတ်ဟာဂျမေကာကိုတိုက်ရိုက်ကုန်းတွေးဝင်ရောက်တဲ့နောက်ဆုံးမုန်တိုင်းလည်းဖြစ်ခဲ့မှုပါရှင်။ဆက်လက်ပြီးတော့ပြည်တွင်းသတင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါရှင်။ ကိုင်းငလျင်တန်တဲ့ဒေသတွေပြန်လည်ထူထောင်ရေးအတွက်ချင်းငွေတွေကိုစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကစတင်လျှောက်ထားနိုင်ပြီလို့အတိအပေကြေညာထားပေမဲ့မြေပြင်မှာလျှောက်ထားလို့မရသေးဘူးလို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကအော်တိုဘာ16ရက်မှာငလျင်တန်တဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချင်းငွေများစတင်လျှောက်ထားနိုင်ပြီလို့အတိအပေကြေညာထားတာဖြစ်ပါတယ်လက်တွေ့မှာတော့ငလျင်တန်တဲ့ဒေသတွေအနေနဲ့ပြန်လည်ထူထောင်ရေးအတွက်ချင်းငွေတွေနဲ့ပတ်သက်ပြီးပုဂ္ဂလိကဘဏ်တွေကိုတွားရောက်ဆက်သွယ်ခဲ့ပေမဲ့ ရှောက်ထားလို့မရသေးကြောင်းစုံစမ်းသိရှိရပါတယ်။မက်ဆာ28ရက်ကစကိုင်းငယ်လင်ကြီးကြောင့်ထိခိုက်သေးဆုံးမှုအများဆုံးခံစားခဲ့ရတဲ့မန္တလေးမြို့ကပြည်သူတို့ကအေယာဝတီဘဏ်ကိုသွားပြီးချင်းငွေနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရမှာဘာမှအညွှန်ကြားမထားဘူးလို့ဘဝန်တန်းကပြောတယ်ဆိုပြီး People's Bank ကိုပြောပါတယ်။ရှောက်လို့ရပြီဆိုတာနဲ့ပြန်ပြောပေးမယ်လို့ဘဝန်တန်းကပြောကြောင်းသူကဆိုပါတယ်။ငလင်တန်ခံစားခဲ့ရတဲ့အနေမေဒေတာတွေပြန်လည်ထူထောင်ဖို့စစ်ကောင်စီကအထက်ဝင်ပံ့ပိုးတဲ့ရန်ပုံငွေနဲ့ ၃နှစ်ကနေ၅နှစ်အထိတက်တန်းရှိချင်းဝင်တွေကိုတက်တာတဲ့အတွုံုံနဲ့အထုတ်ချေးသွားမယ်လို့စစ်ကောင်စီကဆိုခဲ့တာပါ။သတ်မှတ်ထားတဲ့အတွုံုံကတော့နေအိမ်နဲ့အဆောက်အအုံပြလဲတိဆောက်ရည်ချင်းဝင်အတွက်အတူ၃၀၀ခန့်နော်။အသေးစားအငယ်စားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအတွက်လုပ်ငန်းလေပတ်ရင်းနှီးငွေစက်ပစ္စည်းရေမီဆိုလာနဲ့ရင်းနှီးမြှုပ်နှံမှုချင်းဝင်အတွက်အတူ၅၀၀ခန့်နော်။စက်ရုံလုပ်ငန်းကြီးများပြန်လည်ပြုပြင်ရေးနဲ့လေပတ်နိုင်ရေးချင်းဝင်အတွက်အတူ၇၀၀ခန့်နော်။ နိုင်ငံပိုင်အခြေခံအဆောက်အအုံများတောင်းဝန်ယူတည်ဆောက်နေတဲ့အဆောက်အအုံရေးကုမ္ပဏီအတွက်ယာယီချင်းငွေအတိုး900ခန့်နှုန်းဖြစ်တယ်လို့စစ်ကောင်စီကဆိုထားတာပါ။ AIRI ဘဏ် UAB ဘဏ် CB ဘဏ် AIRI တောင်းသူလယ်သမားဖွံ့ဖြိုးရေးဘဏ်ယူမဘဏ်ဆောက်လုပ်ရေးအင်ယာနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်မြန်မာနိုင်ငံသားမြောက်ဘဏ်ကမ္ဘောဇာဘဏ်မြောက်ပရိဘဏ်အင်ဝါဘဏ် Best Merchant Finance Company Limited နဲ့ Zigao Finance Company Limited တို့မှပြည်လဲထူထောင်ရေးအထွတ်အချင်းတွေကို ရှောက်ထားနိုင်တယ်လို့စစ်ကောင်စီကဆိုခဲ့တာပါစကိုင်းမြို့နယ်ပြည်သူတို့ကလည်းချင်းငွေရဖို့မသေးကြချောင်းနဲ့ဗန်တွေကိုမင်းမြန်ကြည်အောင်မရေမရသာဖြေဆိုချောင်းပြောပါတယ်အဲ့ဒီဗန်ချင်းငွေတွေကိုမမျောလင့်တော့ပါဘူးလို့လည်းသူကဆက်ပြောတာပါ2025မတ်လ28ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းစကိုင်းငယ်လင်ကြီးကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြီးတော့အပေါင်းဝင်မန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းပဲခူးတိုင်းနဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွေမှာပြည်သူပေါင်းထောင်နဲ့ချီတိုက်ဆုံးခဲ့ပါတယ်ဒါ့အပြင်နေအိမ်တွေဆက်ယုံအလုပ်ယုံတွေ စီးပွားရေးလုပ်ငန်းတွေ၊ရုံးတွေ၊ဘာသာရေးအဆောက်အအုံတွေများစွာထိခိုက်ပျက်စီးခဲ့တာပါ။ဒါကြောင့်သခိုင်းငလျင်ကြီးဟာမြမတမိုင်းတစ်လျှောက်မှာလူသေးဆုံးမှုနဲ့ပျက်စီးဆုံးရှုံးမှုအများဆုံးငလျင်ကြီးအဖြစ်မှတ်တမ်းဝင်လာခဲ့ပါတယ်။အာနာသိန်းစကောင်စီကမြင်းငလျင်ကြီးလှုပ်ခတ်ပြီးအရေးပေါ်ကဲဆယ်ရေးအကူအညီတွေကိုရောပြည်လဲထူထောင်ရေးအတွက်ကိုရောကောင်းကောင်းမလုပ်နိုင်ခဲ့ဘူးလို့ဒေသခံပြည်သူတွေကထောက်ပြပြောဆိုကြပါတယ်။တစ်ဖက်မှာတော့အာနာသိန်းစစ်တပ်ဟာငလျင်တန်ခံခဲ့ရတဲ့သခိုင်းတိုင်းမန္တလေးတိုင်းအပေါင်းဝင် နိုင်ငံတော်မှာငလျင်လှုပ်ပြီးနောက်ပိုင်းမှာလေချောင်းကနေဘုံကျဲတက်ဖြတ်မှုတွေပုံမလုံးဆောင်လာတဲ့အတွက်ကလေးငယ်အမျိုးသမီးနဲ့တန်ကားတော်တွေအပါအဝင်တည်ဆုံးသူအရေးအတွက်ပုံများလာခဲ့ပါတယ်ရှင်။မန္တလေးတိုင်းမတရားမှုနယ်မှာတော်လန်ရေးတက်တွေတိမ့်ပိုက်ထင်းချုပ်ထားတဲ့စစ်ရေးအရာအရေးပါတဲ့လေချောင်းရံကာကွယ်ရေးတပ်နေရာနဲ့စေတော်ကြီးရေလောင်တာဒမန်ကိုစစ်အုပ်စုကပြန်ထင်းချုပ်ဖို့စစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်လို့ဒေသခံတွေစီကစုံစမ်းသိရှိရပါတယ်။2029ဆစ်စင်ရေးဒုတိယပိုင်းနဲ့တူဖော်ဆောင်ခဲ့တဲ့ရှမ်းမန်စင်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးနဲ့မဟာမိတ်တပ်တွေက2014လေကြောင်းရံကာကွယ်ရေးတပ်အင်ဂျင်မြိုင်နဲ့စေတော်ကြီးစခန်းအပအဝင်စစ်ကောင်စီစခန်း40ခန်းကိုသိမ်းပိုက်ပြီးမတရားမျိုးနဲ့အရှိချမ်းကိုထိန်းချုပ်ခဲ့တာပါအင်ဂျင်မြိုင်လေကြောင်းကာကွယ်ရေးတပ်ကိုသိမ်းပိုက်ခဲ့ရမှာလေလက်နက်ခဲယံအများပြနဲ့စစ်တုပ်ပန်းအများပြကိုဖမ်းဆီးနိုင်ခဲ့ပါတယ်ဒါပေမဲ့စစ်တပ်က2025နှစ်စန်းပိုင်းကစပြီးတနန်းစင်းစစ်သားတပ်တွေစစ်တပ်လက်အောက်ခံပြည်စော်တီတွေအပအဝင်တပ်ဖွဲ့ဝင်အင်အား6ချီအသေးခံ drone လေချောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူအများပြားသုံးပြီးတပ်ပြန်ထုဆစ်ဆင်ခဲ့တာကြောင့်ဖျောင်းတောင်ရွှေလောက်ကွက် FR ဘီလက်မြေစက်ရုံအပါအဝင်စခန်းအများပြားကို PDF တွေကပြန်ပြီးလက်လွတ်ခဲ့ရပါတယ်။အခုခါကြွနေတဲ့စခန်းတွေထဲကအင်ဂျင်မြိုင်လေချောင်းရံကာကွယ်တပ်နဲ့စေတော်ကြီးရေလောင်းတမန်စခန်းတို့ကိုစစ်ကောင်စီကပြန်လည်ထုဆစ်ဆင်ဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီတပ်ကကျွန်းမင်ရွာနဲ့တဖန်းကိုင်းရွာတို့မှာစစ်အင်အား300ခန့်ရောက်ရှိနေတယ်လို့ဒေသခံတချို့ကပြောပါတယ်။ စစ်တပ်ကတပ်စုဖွဲ့ထားတဲ့ကျွန်းပင်နဲ့တဖန်းကမ်းရွာဟာလေကြောင်းရံကာကွယ်တပ်နဲ့အလွန်ဆုံးနှစ်မိုင်ခန့်အကွာမှာရှိပြီးကျောင်းမှာကြီးရွာ၃ရွာလောက်ပဲရှိနေတယ်လို့သိရတာပါ။ဒါ့အပြင်စစ်တပ်ကမတရားမျိုးအရှိချမ်းကိုအခုရက်ပိုင်းအတွင်းမှာဘုံကျဲမှုတွေဆက်ပြီးလှုပ်ဆောင်လာခဲ့ပါတယ်။အော်တိုဘားလ26ရက်ကမတရားမျိုးနဲ့အရှိချမ်းမှာလေကြောင်းတက်ခိုက်ခံခဲ့ရပြီးပြည်သူ၄ရောက်တေဆုံးပြီး၉ရောက်ဒဏ်ရာရရှိခဲ့ပါတယ်။အော်တိုဘား22ရက်မှာလဲစိတ်သာရွာအနီးမှာတိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိတိုက်ပွဲမှာစစ်ကောင်စီဘက်ကတေဆုံးဒဏ်ရာရတာတွေများပြားခဲ့တယ်လို့သိရပါတယ်ရှင်။ဒီနေ့နေ့လည်ခင်းဒီနောက်ဆုံးရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။